မြောက်ကိုရီးယားနိုင်ငံကပျုံယဲနိုင်ငံတကာမရက်သွန်အပြေးပြိုင်ပွဲကို6နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ဧပြီ6ရက်ကပြန်လည်ကျင်းပလိုက်ပြီးဖြစ်ပါတယ်။ဒီမရက်သွန်ပြိုင်ပွဲကို1982ခုနှစ်ကစတင်ကျင်းပခဲ့ပြီးမြောက်ကိုရီးယားနိုင်ငံတည်ထောင်သူနိုင်ငံဖခင်ချင်းကင်အီဆောင်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်နှစ်စဉ်ဧပြီလရောက်တိုင်းကျင်းပလာခဲ့ပါတယ်။နောက်ဆုံးကျင်းပခဲ့တဲ့နှစ်က 2019ခုနှစ်ကဖြစ်ပြီးနိုင်ငံခြားသားဥယျာ950ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။နောက်တစ်နှစ်မှာကိုဗစ်ကရောဂါပြန့်နှံ့လာတဲ့အတွက်နိုင်ငံအဝင်အထွက်ကိုမြောက်ကိုရီးယားအစိုးရကပိတ်ပစ်လိုက်ပါတယ်။နောက်မှကုန်သွယ်ရေးနဲ့ပြည်ပကိုယ်စားလှယ်အဖွဲ့တွေအတွက်နိုင်ငံအဝင်အထွက်ကိုပြန်ဖွင့်ပေးလိုက်ပြီးပြီးခဲ့တဲ့နှစ်ကမှရုရှားနိုင်ငံသားတူရစ်တွေကိုမြို့တော်ပျော်ရန်ကိုဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။အခုနှစ်မာရသွန်ပြိုင်ပွဲမှာနိုင်ငံခြားသားအပြည့်အသမား200ဝင်ရောက်ရှင်ပြိုင်ပါတယ်။ပေကျင်းအခြေစိုက်ခရီးသွားလုပ်ငန်းအေဂျင်စီကော်ယိုထိုးစ်က မာရသွန်ပွဲ website မှာအထူးတည်သက်ပါတနာအဖြစ်ဖော်ပြခံရပြီးဘေကျင်းအသွားပြန်လည်လက်မှတ်ဇယိတ်အပါအဝင်မာရသွန်ခရီးစဉ်6ရက်ကို2195ယူရိုနဲ့တာဝန်ယူစီစဉ်ပေးထားပါတယ်။ပြိုင်ပွဲအစနဲ့အဆုံးပြုလုပ်ရာကင်းဆောင်အင်္ဂစားကွင်းမှာအိနေကအားပေးသူပရိသတ်တွေနဲ့ပြည်နေခဲ့ပြီးပရိသတ်တွေကရွှေရောင်စက်ကူအလံတွေဝှေ့ယမ်းခဲ့ကြပါတယ်။ ဖေဖော်ဝါရီမှာမြောက်ကိုရီးယားရဲ့ဝေးလံနဲ့အရှေ့ပိုင်းနယ်စပ်မြို့ရာဆန်ကိုအနောက်နိုင်ငံသားတူရစ်တချို့လာရောက်လည်ပတ်ခွင့်ရလိုက်ပါသေးတယ်။ဒါပေမဲ့သတင်းပတ်အနေငယ်အကြောင်းမှာဒီခီးစင်တွေကိုဆိုင်းငံ့လိုက်ပါတယ်။ရာဆန်မြို့ဟာတရုတ်ရုရှားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းနေကပ်တင်းရှိပြီး1990ခုနှစ်ကမြောက်ကိုရီးယားရဲ့ပထမဆုံးအထူးစီးပွားရေးဆောင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။